အားလုံးပဲမင်္ဂလာပါကျွန်တော်ယောက်ျားလေးသမီးညှက်တဲ့အခါမှာလွေကူရိုးရှင်းတဲ့စီကွင်းလေးလေးကိုကျွန်တော်ဖွဲ့ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီမှာကျွန်တော်ကလစ်တွေကိုကျွန်တော်လက်မှာညှက်ထားမယ်နှစ်ခုတောင်းကျယ်သည်ဖြစ်စေကျင်းသည်ဖြစ်စေနှစ်ခုတောင်းအတိရပဲကျွန်တော်စီခွဲပေးထားမှာဖြစ်ပါတယ်လူမဆိုရင်ယောက်ျားလေးမှာပဲဖြစ်ဖြစ်မိန်းကလေးမှာပဲဖြစ်ဖြစ်ဒီလိုနှစ်ခုတောင်းနေပါတယ်ပေါ့နော်ကျွန်တော်ဘီဦးလေးကနေကျွန်တော်လက်ညှိုးလေးထောက်ထားမယ်ထောက်ထားပြီးတော့မှလက်ညှိုးကဒီနေရာမှာထောက်ပါနော်ပြီးရင်ကျွန်တော်ဒီဥယျာဉ်နဲ့ကပ်ပြီးတော့မှာပါနော်ပြီးတော့မယ် ဒီညမှာဆိုရင်ဒီမရှင်းတဲ့သဘင်တွေကိုအောက်ကိုဖိချလိုက်ဖိချပြီးတော့မှဒီကျန်နေတဲ့သဘင်တွေကိုကျွန်တော်လက်တန်းဒီအနောက်လေးနဲ့ထိမှဖြစ်ပါတယ်ဒီဘက်လေးနေတော့လေးနော်နော်ကျွန်တော်တို့ဒါဟိုဘက်ကိုရှိုင်းနေအောင်ပြီးပေါ့နော်သဘင်ကိုနော်ကလစ်ညက်တဲ့အခါမှာကျွန်တော်ဥယျာဉ်လည်းအရင်ကြီးကျွန်တော်တို့ဒီလိုကတ်ညက်လို့မရဘူးနော်အရင်ကြီးလည်းဒီပုံခွာညက်ထားလို့မရဘူးကျွန်တော်တို့ကောင်းတာတော့ဒီဥယျာဉ်နဲ့လက်တလုံးလောက်ခွာညက်တာတော့ပို့ပြီးတော့အဆင်ပြေပါတယ် နောက်ပြီးတော့ကျွန်တော်ဒီအရာလေးတိုင်းပဲခုနက position တိုင်းပဲပြီးနောက်ကဒီလက်ညှိုးလေးလိုက်ပြီးတော့မှနောက်ကိုတကယ်ကောင်းမယ်တဲ့နဲ့တော့ကျွန်တော်တပင်ဟိုဘက်ကိုယာရင်အောင်ပြီးသားမယ်ပြင်နေနော်ဒီဘက်မှာကျတော့ကျွန်တော်လက်မလေးနဲ့ပေါ့နော်ပြီးနောက်ကလက်မလေးနဲ့ကျွန်တော်လိုက်မယ် တဲ့နဲ့တော့အခုပေါ့ရိုင်းအောင်ပြီးတာပါတော့နောက်ပြီးတော့လလုံးလောက်ခွာညက်မယ်နောက်ကလစ်ညက်တဲ့အခါမှာလည်းကျွန်တော်တို့နောက်ကိုအရင်ယူပြီးမညက်နဲ့ပါတော့ဒီလောက်ကြီးညက်ထားမယ်ဆိုရင်ကျွန်တော်တို့ကရှေ့သဘေးနေလက်ထွက်ကုန်ပါတော့နော်နောက်တစ်ချောင်းညက်တဲ့အခါမှာလည်းကျွန်တော်တို့အဆင်မပြေတော့ဘူးပါနော်အဲ့တော့ကျွန်တော်ကလစ်ညက်တဲ့အခါမှာကျွန်တော်မိဒီလောက်ပဲညက်ပြီးပါ တဲ့နဲ့တော့နောက်တစ်ချောင်းညက်မှာကျွန်တော်အဲ့မှာအစီပေါ့နော်ဒီနေရာမှာတော့ကျွန်တော်တို့ကဒီလိုမျိုးသွားလေးရရပေါ့နော်ပြီးပြီးနောက်ကလည်းညူလေးလိုက်ခုနက possession နိုင်မလိုက်လိုက်ပြီးတော့မှဒီဘက်ကိုအားပြီးတော့မှ YouTube ပြီးတော့မှဒီပြီးတော့မှဒီ channel သဘင်မျိုးကျွန်တော်ဒီလိုခွဲလိုက်လို့လည်းရတယ်နောက် position တစ်ခုကကျတော့ကျွန်တော်တို့ လစ်ကလေးကိုဟာမယ်ဟာပြီးတော့မှဒီအရာတိုင်းမယ်ဒါကြောင့်ထူလာမယ်ဖတ်တာပုံစံလေးထူလာမယ်နော်ဒီအောက်ကလစ်ပေါ်မှာရှိနေတဲ့ပင်ကိုဒီလိုယူပြီးတော့မှဒီလိုညှက်လို့လည်းရပါတယ်ဒီနေရာမှာတော့ကြိုက်တဲ့ပုံစံနဲ့ကျွန်တော်သွားလို့ရပါတယ်နော်ဒီရှိတ်မှာသပင်ရှိနေဆိုရင်နောက်ကလစ်ချောင်းထည့်ညှက်ထားလိုက်ပါမယ်ဒါဆိုရင်တော့ရပါပြီမှာပါ အဲကျွန်တော်ဗီဒီယိုဖိုင်လေးကညီကိုတို့အတွက်အကျိုးတဆုံးတရားရှိခဲ့ဆိုရင်ကိုမောင်မှ yes ကိုမှတ်ခဲ့ပေးပါပါခင်ဗျာ။တပိန်နဲ့ပတ်သက်ပြီးတော့မှအရှာသိကျင်တဲ့အကြောင်းလေးရှင်နဲ့ကျွန်တော်ကိုမောင်မှတ်ထားခဲ့ပေးပါအားလုံးအတွက်အကျိုးရှိပြန်ပြန်ရလေးဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ပြန်ပြီးသွားပေးပါမယ်ခင်ဗျာ။